မင်္ဂလာပါခင်ဗျာတက္ကသ YouTube channel ကနေပြန်လဲကြိုဆိုပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်တို့မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ journey session အပိုင်းပါဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ journey session ဆိုတဲ့အမေးဖြေကန်တာသဘောဆိုတာတဲ့တချို့အကြောင်းအရာလေးတွေကိုကျွန်တော်ညီကိုတွေအတွက်အဲအတိပေးကြရလဲရှိလို့ပေါ့နော်ဒါလေးကိုကျွန်တော်မျှဝေခြင်းလို့ဒီဗီဒီယိုလေးကိုပြုလုပ်လိုက်ရတာပါအခု အဲညီကိုတို့ရှေ့မှာမြင်နေရတဲ့အတိုင်းပဲဗောနော်အချို့မတ်နေတယ်မှာတွေ့ရတယ်လို့ပဲအဲတချို့ညီကိုတွေဆိုလို့ရှိရင်ကျွန်တော်တင်ပေးတဲ့ဗီဒီယိုတွေကြောင့်စင်စာတွေရဲ့အကြောင်းကိုသိချာသဘောပေါက်သွားတယ်ဆိုပြီးတော့ပြောထားတဲ့ညီကိုတွေလည်းရှိတယ်အဲတချို့ညီကိုတွေဆိုလို့ရှိရင်ဒီ EFI နဲ့ပတ်သက်ပြီးတော့လိလာနေကြတဲ့နေရာမှာအထောက်ကူအများကြီးပြုတယ်ဆိုပြီးတော့ပြောကြတဲ့ညီကိုတွေလည်းရှိတယ်တချို့ညီကိုတွေဆိုလို့ရှိရင်လည်း line mode ကနေပြီးတော့မှစာအုပ်တွေဝယ်ပြီးတော့လေ့လာကြတယ်ဒါပေမဲ့နားမလဲကြဘူးဒါပေမဲ့ အဲတင်လိုက်တဲ့ဗီဒီယိုတွေကျွန်တော်ဘက်ကနေတင်လိုက်တဲ့ဗီဒီယိုတွေနဲ့ပတ်သက်တဲ့ပြီးတော့အဆင်ပြေသွားကြတယ်ဆိုတော့အကြောင်းအရာတွေတွေ့ရတာဖြစ်တယ်ဒီလိုအရာတွေအားလုံးတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီညီကိုတွေကိုကျေးဇူးတင်ပါတယ်ဆိုတော့အကြောင်းအရာလေးကိုပြောရင်းနဲ့အဲ့လိုလူတွေညာဟလာတဲ့အခါမှာအာဘာဖြစ်လာလဲဆိုတော့ကတော့ကျွန်တော်ကိုမေးထားကြတာရှိတယ်အဲတင်နှမ်းမဖွင့်ဘူးလားတင်နှမ်းမလုပ်ဘူးလားဆိုပြီးတော့မေးထားကြတဲ့ညီကိုတွေရှိတယ်ပေါ့နော်အဲဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ကတင်တန်းဆိုတဲ့အခါကျွန်တော် လက်ရှိအခြေအနေထိကတော့ကျွန်တော်အနေနဲ့တင်နန်းဖွင့်ဖို့ရတဲ့အစီအစဉ်လုံးဝလုံးဝမရှိသေးပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ကိုကိုတိုင်ကအတွေ့အကြုံရရောကားပြင်းတဲ့ပတ်သက်တဲ့အတွေ့အခေါ်ရရောပြည့်စုံပါပြီလုံလောက်ပါပြီလို့ခံယူထားတာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တင်နန်းနေတီးတန့်အနေနဲ့အခါချင်းကိုယူပြီးတော့တင်ပေးဖို့ရအခြေအနေမျိုးတော့မရှိပါဘူး။ဒါပေမဲ့ဒီကျွန်တော်တည့်ရဲ့အကြောင်းအရာတွေကျွန်တော်နားလည်တဲ့တော့ကျွန်တော်တည့်တဲ့အကြောင်းအရာတွေကိုတော့ကျွန်တော်ဂျူဂျူမှာဆက်ပြီးတော့တင်ပေးသွားမယ်။ဆိုတော့ အဲကျွန်တော်တို့လေ့လာခြင်းနဲ့ညီကိုတွေရှိရင်အားပေးခြင်းနဲ့ညီကိုတွေရှိလို့ရှိရင်တော့ကျွန်တော်တို့ YouTube မှာသွားပြီးတော့လေ့လာနိုင်တယ်ပေါ့နော်အဲဒီအဲတချို့ဆိုလို့ရှိရင်မလေးဘက်ကမေးတဲ့ညီကိုတွေရှိတယ်ဒီကျွန်တော်တို့ထိုင်းဘက်ကမေးတဲ့သူတွေရှိတယ်ပြည်တွင်းကလည်းမေးတဲ့သူတွေရှိတယ်ပေါ့နော်ဒီလိုညီကိုတွေ online တင်တာနေမရှိဘူးလားလို့မေးတဲ့ညီကိုတွေအတွက်ကိုတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့မှ online တင်တာပေးထားတဲ့ဆရာတွေအများကြီးရှိပါတယ် ဥပမာပြပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆရာလင်းစာနေလို့ရှိမယ်ညဆရာခရမ်းသားလေးလို့ခေါ်တဲ့မြို့ကိုကိုလို့ရှိမယ်ပေါ့နော်အဲ့လိုတွေဆရာတွေ online တင်တဲ့ပင်းနေတဲ့ဆရာတွေလည်းရှိတယ်ကျွန်တော်တို့ in person အနေနဲ့ပေါ့လူကိုယ်တိုင်တက်ရတဲ့တင်နန်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့တင်နန်းပေါင်းများစွာရှိပါတယ်နောက်ဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်တက်ခဲ့တဲ့ကေးသုံးလုံးတင်နန်းလိုမျိုးတင်နန်းတွေရှိပါတယ်အဲဆိုတော့ in person တက်ရှင်တဲ့လူတွေအနေနဲ့အပြင်တင်နန်းတွေအများကြီးရှိတယ်တင်နန်းနေတဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ online မှာပဲဖြစ်ဖြစ်အဲ in person တန်းနေပဲဖြစ်ဖြစ်ကျွန်တော်အဲ့လိုမျိုးတွားပြီးတော့လေ့လာလို့ရပါတယ်ကျွန်တော်ကတော့လက်ရှိအချိန်အထိကတော့တင်းနဲ့တင်ပြဖို့ရာအတွက်အတွေ့အကြုံရရောဒီအတွေ့အခေါ်ရရောပြည့်စုံပြီးတော့မယူဆသေးတာကိုကိုကိုမခံယူသေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တင်းနဲ့လည်းပြုလုပ်ဖို့တော့အစီအစဉ်မရှိသေးပါဘူးဒါပေမဲ့အခုဘာလို့ဓာတ်တွေကိုမျှဝေနေတယ်လဲဆိုလို့ရှိရင်ကြတော့တချို့အကြောင်းအရာတွေကြတော့ကျွန်တော်တို့ပြည့်စုံမှာကျွန်တော်တို့တက်ကြွနားလည်မှာအဲကျွန်တော်တို့က မျှဝေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည့်စုံတဲ့ချိန်တက်ကြောနားလည်တဲ့ချိန်ဆိုတာကဘယ်တော့မှရှိလာမှာမဟုတ်ဘူးအများရန်အများရန်ကျွန်တော်တို့နီးပညာတွေအတိတ်အဖြစ်လာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ခုသိရင်တစ်ခုနှစ်ခုသိရင်နှစ်ခုဆိုပြီးတော့ညီကိုတို့ကိုကျွန်တော်ဒီပုံစံမျိုးနဲ့မျှဝေပေးနေတာပေါ့နော်သင်တန်းဆိုတဲ့ဟာကြတော့အခါကျင်းဝင်ပေးပြီးတော့လာတက်တဲ့သင်တန်းသားတယောက်ကအချောင်းရတစ်ခုကိုမေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖြေနိုင်နေမှအဆင်ပြေမယ်အကဲရင်မဖြေနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တော့ကအဆင်မပြေဘူးဆိုတော့ ျွန်တော်ကလည်းဒီကားနဲ့ပတ်သက်တဲ့အရာတိုင်းကိုနားလည်နေတာတက်ကြောနေတာမဟုတ်တဲ့အတွက်မေးလာတဲ့မှာသင်တန်းသားတွေမေးခွန်းတွေအားလုံးကိုကျွန်တော်အနေနဲ့ဖြေနိုင်ဖို့ရာအတွက်ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့သင်တန်းအနေနဲ့မပြုတ်လုပ်သေးတာပေါ့နော်ဒါကတော့သင်တန်းနဲ့ပတ်သက်တဲ့ပြီးတော့အဲမေးလာကြတဲ့ညီကိုတွေအတွက်အဲပြောတဲ့အပိုင်းပါနောက်တစ်ခု ကျွန်တော်လုံခဲ့တဲ့တရက်နှစ်ကပဲညီကိုတို့ကိုပြောထားတယ်ပြောထားတယ်ဆိုတော့ကဟို request လုပ်ထားတာရှိတယ်ဘာလဲဆိုတော့ကျွန်တော် Facebook page တစ်ခုထောင်လိုက်တယ်အဲ့ဒီ Facebook page မှာညီကိုတို့ join ပေးပါဆိုပြီးတော့ပြောထားတာရှိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီ Facebook page မှာကအများနဲ့ကျွန်တော်ဥရောပကားတွေပြုပြင်တဲ့အပိုင်းတွေဥရောပကားတွေပြုပြင်တဲ့ကန်လာတွေနဲ့ပတ်သက်တဲ့ပြီးတော့အဲကျွန်တော်ကမဂနီကယ်ဘိုင်းနဲ့စပြီးတော့ဘယ်နေရာမှာဘာတွေရှိတယ်ဘယ်နေရာကိုဘယ်လိုဖြုတ်ရမလဲ ဘာတွေမှာအားနေချက်တွေအားတာချက်တွေဘာတွေရှိတယ်ဆိုတာအစင့်စင့်ကိုတင်ပေးသွားဖို့ကျွန်တော်ရည်ရွယ်ထားတာရှိတယ်အဲဆိုတော့ဒီပိုင်းနေဒီခြေနေတွေကဘာကြောင့်တင်ပေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့အများစုကားပြင်တဲ့သူအများစုကကျွန်တော်တို့ဂျပန်ကားတွေနဲ့ပဲရင်းနှီးကြတာဖြစ်တယ်ဂျပန်ကားတွေပဲအများဆုံးပြင်ပူးကြတာဖြစ်တယ်ဒါပြန်ဥရောပကားတွေနဲ့ပတ်သက်ပြီးပြင်ရမယ်သူတို့ချင်းရင်အနေရထားသူတွေအဲပြီးလို့ရှိရင် နာမည်အခေါ်တွေဒါတွေကစတချို့အရာတွေကတော်တော်လေးကွဲပြားတဲ့အရာတွေရှိတယ်ပေါ့နော် ဒါဟိုပြောမယ်ဆိုတော့ဒေါက်တာတဆင့်ကိုထပ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ဥရောပကပြင်ကျင်လို့ဆိုပြီးကျွန်တော်တို့ကျွန်တော်ရန်ကုန်မှာရှိတုန်းကဥရောပကပြင်တဲ့နေရာတွေကိုသွားပြီးတော့အလုလျှောက်ဖူးတယ်အလုလျှောက်ဖူးတဲ့နေရာမှာဗာပြောလဲဆိုတော့ပါရသူတို့ဘက်ကကျတော့ဒီဥရောပကနဲ့ပတ်သက်တဲ့ပြီးတော့အတွေ့အကြုံရှိလားဆိုတဲ့အခါကျတော့ကျွန်တော်ကကျတော့အတွေ့အကြုံမရှိဘူးဆိုတော့အတွေ့အကြုံမရှိဘူးဆိုရင်သူတို့ဘက်ကလက်ခံလို့မရဘူးဆိုပြီးတော့ပြောတယ်ဒါကသူတို့ဘက်ကကြည့်တော့လေအတွေ့အကြုံမရှိတဲ့သူတယောက်ကိုသူတို့အနေနဲ့ချက်ချင်းလိုက်ငယ်အလုတ်ခန့်လိုက်ဖို့ဆိုရတာက မလွယ်ဘူးဘာလို့လဲဆိုတော့သူတို့ဘက်ကလည်းချက်ချင်းလိုက်ငယ်အတုံးပြုတ်လို့ရတဲ့သူကိုလိုချင်တာဒါကြောင့်ကျွန်တော်တို့ဘက်ကကြတော့လေအတွေ့အကြုံမရှိလို့မှအလုပ်တစ်ခုကိုတွားလျှောက်ပါတယ်ဆိုတော့မှအဲ့ဒီအလုပ်ကအတွေ့အကြုံမရှိလို့မှကျွန်တော်တို့ကိုမလိုချင်ဘူးဆိုတဲ့အခါကျတော့ဒါကြီးကွာဟာချက်ကြီးဖြစ်နေဆိုတော့ကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဘာလဲဆိုတဲ့အခါကျတော့အတွေ့အကြုံရှိမှအလုပ်ခန့်မယ်ဆိုတဲ့နေရာတွေအဲ့လိုများလာတာများလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခံစားရတဲ့ခံစားချက်အတိုင်းပြောမယ်တို့ချင်းကျွန်တော်ကဥရောပကောက်ကိုပြင်ကျင်တယ် ဒါပေမဲ့ကျွန်တော်မှအတွေ့အကြုံမရှိဘူးအတွေ့အကြုံမရှိလို့ဥရောပကပြင်းတဲ့နေရာသွားချောက်တဲ့ခါဥရောပကပြင်းတဲ့နေရာတွေကကြတော့လေအတွေ့အကြုံမရှိလို့သူတို့လက်မခံပြန်ဘူးအချိန်နည်းအလိုဖြစ်နေကျွန်တော်ကြုံခဲ့ရတဲ့လိုမျိုးအဲ့ဒီတော့ကကျွန်တော်ခံစားခဲ့ရတဲ့လိုမျိုးညီကိုတွေကိုမခံစားစေချင်တော့ကျွန်တော်လက်ရှိဥရောပကပြင်းတဲ့နေရာကိုရောက်လာတယ်ရောက်လာပြီးတော့ကျွန်တော်ဒီကားတွေပြင်နေရင်းနဲ့မှဒါလေးလှုပ်ပေးရင်ပိုကောင်းမယ်တချို့ပညာပညာကိုတွေအเจ้าအမျိုးမျိုးကြောင့်ကျွန်တော်ဥရောပကပြင်းတဲ့နေရာတွေတွားပြီးအလုပ်လျှောက်ကြတဲ့အခါမှာအထောက်အကူတစ်ခုခုတော့ရနိုင်တယ်ဆိုပြီးတော့ကျွန်တော် ညီရှိရဘရူထဲမှာလည်းညီကိုတို့ကိုပြောခဲ့ပါတယ်ကျွန်တော်ဟို PNW ရဲ့နောက်လျှော်ပါမှာ30နက်၄ကဘလို73နက်၄ကဘလို့ဆိုပြီး net တွေကစကျွန်တော်ပြောပြတယ်ဒါကြောင့်မလို့ပြောပြတာဆိုတော့ဒီဥရောပကပြင်တဲ့နေရာကိုပြောင်းလာတာဘာကြောင့်ပြောင်းလာလဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးတော့ပြောမယ်ဆိုရင်ပေါ့နော်အဲတချို့ညီကိုတွေသိလိုက်မယ်ကျွန်တော် YouTube မှာ15ရက်တပတ်လောက်ဗီဒီယိုမတင်ပြဘူးမတင်ပြဘူးဆိုတော့ကျွန်တော်စဉ်းစားနေရတဲ့အကြောင်းအရာရှိတယ် အဲကျွန်တော်အရင်လုတ်ခဲ့တဲ့နေရာကဂျပန်ကား only ပြင်တယ်ဂျပန်ကားကြီးပြင်တဲ့နေရာကကျွန်တော်တို့ကတိုးတက်မှုဘာမှမရှိဘူးနံပါတ်1တစ်ချက်ပေါ့နော်နံပါတ်1တစ်ချက်ကဘာလဲတို့အဲ့ဒီနေရာကကျွန်တော်တို့လစာပိုများတယ်အခုလက်ရှိလုတ်နေတဲ့နေရာထက်စာလို့ရှိရင်ဝင်ဝင်ပိုများတယ်လစာပိုများတယ် ဟဲ့ဒီဘက်ကိုပြောင်းလာလို့ရှိရင်ကျွန်တော်တို့ကနံပါတ်1တစ်ချက်ကဘာလဲဆိုဥရောပကတွေပြင်ရတဲ့နေရာကိုရောက်မယ်ဥရောပကတွေကျွန်တော်ပြင်ရမယ်ကျွန်တော်လေ့လာခြင်းနဲ့အကြောင်းအရာတွေကျွန်တော်မျှဝေခြင်းနဲ့အကြောင်းအရာတွေလည်းညီကိုတို့ကအများကြီးမျှဝေလို့ရတယ်ဒါပေမဲ့လာစာပုံနေသွားမယ်ဆိုတော့ဒီနှစ်ခုကိုချိန်ပြီးတော့ငါဘာလို့တင်လဲဆိုပြီးတော့ချိန်ပြီးတော့ကျွန်တော်15ရက်တပတ်လောက်အထိကိုကျွန်တော်အဲပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေလည်းမလုပ်ဖြစ်ဘူးအဲဒါကိုကျွန်တော်တေးသေးသေးပတ်မယ်နဲ့စဉ်းစားရတယ်စဉ်းစားပြီးတော့ကျွန်တော်နောက်ပိုင်းဒီဥရောပကပြင်တဲ့နေရာကိုကျွန်တော်လာခဲ့တယ်ရွေးချယ်လိုက်တယ်ပေါ့နော်လာစာပုံနေသွားတယ် ဒါပေမဲ့ဟိုလာတာနေတဲ့နေရာကိုကိုနိုင်ရွေးလိုက်လို့ကိုနိုင်ချမ်းသာနေလို့လားဆိုလို့ချင်းညီကိုတို့ကိုကျွန်တော်မျှဝေနေတဲ့ဗီဒီယိုတွေထဲမှာညီကိုတို့ကိုကျွန်တော်ဗီဒီယိုကိုမျှဝေနေတဲ့အခါမှာတချို့ဗီဒီယိုတွေကဖြတ်ညက်ကတ်တွေလောက်ရတာရှိတယ်အက်တစ်လောက်ရတာကြည့်အဲ့လိုအက်တစ်လောက်တဲ့နေရာဘလိုနေရာဘလိုပုံစံမျိုးကျွန်တော်လုပ်နေလဲဆိုတော့ညီကိုတို့ပြဒါကတချို့ညီကိုတွေဒီပုံကိုပြလိုက်တဲ့အခါမှာအခုကျွန်တော်ပြထားတဲ့ပုံပြတဲ့အခါမှာဆိုလို့ချင်းဇက်နာပြတယ်လို့ထင်ပါဆိုလို့ကျွန်တော်ဒါတွေကိုချမှတ်ပြတယ် ကျွန်တော်ဝင်ငွေအတွက်တစ်ခုတည်းကိုကြည့်မယ်ဆိုတော့ကျင်လစာအများတဲ့နေရာတွေအများကြီးပဲခေါ်တဲ့နေရာတွေရှိတယ်တချို့နေရာတွေဆိုတော့လက်ရှိနောက်ဆုံးပြောရရင် demand ကိုကြည့်လိုက်ကျွန်တော်ရဲ့အလုပ်ဟောင်းကတော့ကျွန်တော်ပြန်ခေါ်တယ်လစာများများပေးတဲ့နေရာပြန်ခေါ်တယ်ပြီးလို့ရှိရင်တခြားချင်းပိုင်းက workshop တွေကျွန်တော်ကိုခေါ်တာရှိတယ်ပြီးလို့ရှိရင်ဟိုအင်္ဂလန်ကလူမျိုးတယောက်ထောင်ထားတဲ့ကျွန်တော်တို့ဟို auto tag ဆိုတဲ့ ်စားပေးကလည်းကျွန်တော်လှမ်းခေါ်တယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကျွန်တော် cancel လုပ်တယ် cancel လုပ်ပြီးတော့မှကျွန်တော်လက်ရှိကျွန်တော်လာစားနေတဲ့ဒီနေရာမှာကျွန်တော်နေပြီးတော့ကျွန်တော်လိုရတဲ့တစ်ခုဆိုရင်တစ်ခုနှစ်ခုဆိုရင်နှစ်ခုအကုန်လုံးကိုအိတ်တော်ဖာမောက်ညီကိုတွေကိုဒီဥရောပကနေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအ ਨੇ စုံ net တွေကအစဘယ်နေရာမှာဘာပစ္စည်းတွေထားတတ်တယ်အကြောင်းအရာတွေကျွန်တော်ညွှန်ပြခြင်းလို့မဟုတ်ကျွန်တော်ဒီ workshop ကိုရွေးလိုက်တယ်ရွေးလိုက်ပြီးတော့ကရဒါတွေကိုညွှန်ပြမယ်ဆိုတဲ့အခါကျတော့ YouTube မှာညွှန်ပြလို့ကမဖြစ်ဘူး မဖြစ်ဘူးသူကဘာလို့ရလဲတချို့ဟာတွေကအတူတူလေးတွေတီးတီးလေးတွေနည်းနည်းလေးတွေမျှဝေရမှာဖြစ်တဲ့အတွက်ကြတော့တချို့ညီကိုတွေတည်းအဲ့ရမျက်စိနှောက်ဆရာကြီးဖြစ်နေမှာမျက်စိနှောက်ဆရာကြီးဖြစ်နေနိုင်တာရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီ Facebook page ကိုထောင်လိုက်တယ် Facebook page ကိုထောင်ပြီးတော့မှကျွန်တော်ဒီဥရောပကားတွေပြင်တဲ့နေရာမှာကျွန်တော်တို့ mechanical ဘိုင်းတွေကစတာပြီးတော့အတွေ့အကြုံတွေအဖြုတ်တက်တွေကစပြီးတော့ကျွန်တော်အားလုံးကိုအဲ့တော်ဖာမှာအကုန်တင်ပေးတာဒီအတွက်ကျွန်တော်အဲ Facebook ကိုလုတ်ထားတာ Facebook ကနောက်နောက်တစ်ခုကိုပြောမယ်သလိုချင်း ပေ့ကိုထောင်လိုက်တယ်ကျွန်တော်ရဲ့မူရင်းစိတ်အရဆိုလို့ရင်ကျွန်တော်ကဂရုထောင်နေတာဂရုလုတဲ့ပြီးတော့မှကျွန်တော်တို့ကားပြင်တဲ့လူတွေကျွန်တော်တို့ပညာသင်တွေတီးတန့်အုပ်စုတခုဖွဲ့လိုက်တယ်တော့ဒီထဲမှာတယောက်အခက်ခဲကိုတယောက်ကူညီရင်းကူညီဒီပုံစံမျိုးနဲ့တွားကြတယ်ခတ်တာကအဲ့ဒီဂရုတွေထဲမှာကျွန်တော်တို့ကရောကောတော့ကောတွေအများများလာရောများလာပြီးတော့မှညီကူတို့အလုံးလဲကားပြင်ဂရုတွေထဲမှာတွေ့ဘူးကြမှာပါညာတချို့ဘာတွေရှိလဲစကန်တူးရောင်းတာတွေရှိဥပမာစော်ကားတာမဟုတ်သူတို့ကသူတို့ရဲ့အလုပ်ကိုသူတို့လုပ်နေတာမှန်တယ် စကန်လူရောင်းလာတယ်ရှိတယ် online shop တွေရှိတယ်ပြီးလို့ချင်းရင်တို့ရဲ့ workshop တွေကို marketing လုပ်တာတွေရှိတယ်ဒီလိုမျိုးတွေပဲအရင်များနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကားပြင်တဲ့အကြောင်းအရာတီးတံကိုကျွန်တော်တီးတံပေးနေတာဆိုတော့ဂရုလှုပ်လိုက်လို့ရှိရင်အဲ့လိုရောကောတော့ကောတွေအရင်များလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဂရုလှုပ်လို့တော့မဖြစ်ဘူးဆိုပြီးကျွန်တော်အခု Facebook page ကိုထောင်းလိုက်တယ်ဒီ Facebook page ကို level ဒီကိုတို့ကိုကျွန်တော်ရှေ့က YouTube မှာလည်းပြောခဲ့ပြီးသား Facebook မှာလည်းကျွန်တော်လာကြွားရင်းမှာသူပြောပြီးသား ဒီထဲမှာအကယ်၍ကျွန်တော်တို့ error တခုတက်တယ်ဥပမာတော့ကျွန်တော်တို့ပြင်နေတဲ့အခါ error တခုတက်တယ်တက်တဲ့ error မှာအဲကျွန်တော်တို့ live မမီတော့ဘူးကျွန်တော်တို့ဆုံးဖြတ်လို့မရတော့ဘူးအကိုဝိုင်းပြီးဖြေရှင်းရမယ်ဒီပုံစံမျိုးနဲ့ကျွန်တော်က community တခုကိုကျွန်တော်ဒီဆောက်ချင်တာဒီဆောက်ပြီးတော့မှကျွန်တော်ဒီအဲလိုအပ်တဲ့အချက်လက်တွေပါတယ်သလိုချင်တယ်တယောက်ကိုတယောက်ဖြေရင်းကူညီရင်းဒီပုံစံမျိုးနဲ့တွားချင်တာဖြစ်တဲ့အတွက်အဲကျွန်တော်ကပေ့ကိုလုပ်လိုက်တာအထက်ကကျွန်တော်လုံးချင်တာက group လုံးချင်တာဒါပြည့် group ကကျွန်တော်အစောစောကပြောတဲ့ပုံစံတိုင်း ဘာဖြစ်လဲဆိုလို့ရှိရင်ရောဘောတော့ကောတွေရံများတဲ့အတွက်ကျွန်တော်အနေနဲ့ကန့်တတ်ဖို့ရတဲ့ကျွန်တော်လည်းအများရန်ကြီး online ဖြစ်မနေနိုင်တာဖြစ်တဲ့အတွက်ကျွန်တော် online မဖြစ်တဲ့အချိန်မှာကျွန်တော်အနေနဲ့ဒီ group မှာတင်တဲ့ post တွေက approve တော့တော့ဖြစ်ပြီးတော့ အဲယောဂတော့ကောတွေဖြစ်ကုန်မှာဆိုးတဲ့အတွက်ကျွန်တော်ပေ့ကိုလှုပ်လိုက်တာပေ့ကိုဒီပေ့မှာကကျွန်တော်ညီကိုတို့ကိုထက်ထက်ခါခါပြောသလိုပဲကျွန်တော်တို့နတ်ဖြုတ် တက်တွေကစဘယ်နေရာမှာဘာပစ္စည်းကိုဘလို့ခေါ်တယ်ကျွန်တော်တို့ဂျပန်ကားတွေနဲ့ဥရောပကားတွေကွာချားချက်တွေကစပြီးတော့နောက်ပိုင်းမှာသလိုရှင်ရင်ဥပမာအဖြစ်ပြောမယ်သလိုရှင်ကျွန်တော်တို့ BMW ပဲဆိုပါတော့ BMW ကားတွေမှာသလိုရှင်သူရဲ့ series alike တွေတုံးတဲ့ engine တွေ အင်ဂျင်ဘာဝါတွေသူ့မှာအခက်ခဲတွေဘာတွေရှိတတ်တယ်ဘယ်နေရာမှာဘာတွေထားတတ်တယ်လဲဆိုတာလေးကစပြီးနောက်ပိုင်းမှာတိုင်မြင်နဲ့ပတ်သက်တဲ့ကိစ္စတွေပါမယ်ပြီးလို့ရှိရင် error တွေဘယ်နေရာမှာဘာတွေဖြစ်တတ်တယ်ဘယ်လိုပြဿနာတွေရှိတတ်တယ်ဆိုတော့အကြောင်းအရာတွေလည်းတင်ပေးဖို့ကရည်ရွယ်ချက်တော့ရှိတယ်ဆိုတော့အကယ်၍ညီကိုတို့အနေနဲ့ဒီကျွန်တော်အခုပြောတဲ့ Facebook page ကိုမ join ရသေးဘူးဆိုတော့ join ပေးဖို့ကကျွန်တော်အနေနဲ့ပြောချင်တယ်အကယ်၍ ညီကိုတို့အဲရာကားတစ်သင်းမှာအဲရာတစ်ခုရှိတယ်ပြဿနာတစ်ခုရှိတယ်သူတို့ချိန်ပြီးတော့လာပြီးတော့မန်းလိုက်ပါနောက်ဆုံး post တစ်ခုမှာမန်းလိုက်မန်းပြီးပြီးတော့အဲ့ post ရဲ့မှာကျွန်တော်သိရင်အဲ့ဒီ post ရဲ့အဲ့ဒီမန်းငွေအဲရာကိုကျွန်တော်ကူဖြည့်ပေးမယ်အကယ်၍ကျွန်တော်မသိဘူးဆိုရင်တခြားသိတဲ့ညီကိုတွေကဝင်ပြီးတော့ကူညီဖြည့်ချင်းပေးဒီဒီပုံစံမျိုးနဲ့ကျွန်တော်တို့တွေ community တစ်ခုကိုတည်ဆောက်မယ်ရအောင်တည်ဆောက်မယ်တယောက်အဲရာကိုတယောက်ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ကိုကျိုးကိုမမျောကိုပဲနဲ့ကျွန်တော်တို့တည်ဆောက်သွားကြမယ် နောက်ဆုံးဂုံဂုံပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အခုညီကိုတို့ကိုဒီ Facebook ပေးလောက်တာဒီကျွန်တော်အတွက်မဟုတ်ဘူးကျွန်တော်အနေနဲ့ဒါစကားကိုအရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လာစားနဲ့ကျွန်တော်ဒီဘက်မှာကကျွန်တော်တို့ပြည်တွင်းထက်စာရင်လာတာပုံများတယ်ဆယ်ချီပြီးတော့ရတာဖြစ်တဲ့အတွက်ကျွန်တော်လာတာနဲ့ကျွန်တော်နေနိုင်တယ်ပြဿနာမရှိဘူးဒီဟာကိုလုတ်ပေးရတယ်ဆိုတာကျွန်တော်ကိုကြိုးအတွက်ဆိုတာထက်စာရင်အဓိကအပြင်ပြည်တွင်းကြီးကိုတွေအတွက်လုတ်ပေးတာဖြစ်တယ်ဒါလေးကိုကျွန်တော်အဓိကအပြင်တော့ အဲပြောကျင်တာပေါ့နော်ဆိုတော့အကယ်၍ကျွန်တော်ရဲ့ဒီ Facebook page ကိုမတွေ့ကြသေးဘူးဆိုတော့ညီကိုလို့ရှိလို့ရှိရင်တော့ဒီ project comment မှာလည်းကျွန်တော် link ချပြထားမယ်အဲ့ဒီ link ကိုဝင်ပြီးတော့ direct ပါ like and follow လုပ်ပြီးတော့အဲကျွန်တော်တို့ join ထားလို့ရတယ်ပြဿနာတစ်ခုရှိရင်လည်းလာမေးလို့ရတယ်ကျွန်တော်သိရင်ကျွန်တော်ဖြေမယ်တကယ်လို့ကျွန်တော်မသိဘူးဆိုရင်လည်းပဲတခြားသိတဲ့ညီကိုတွေကဝင်ရောက်ပြီးဖြေပေးကြဖို့အဲကျွန်တော်အနေနဲ့ request လုပ်တယ်နောက်ထပ်တစ်ခု ကျွန်တော်မသိတဲ့ဟာဆိုလို့ရှိရင်လည်းကျွန်တော်မေးမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းအလုံးစုံသိနေနိုင်တာမဟုတ်ဘူး။တကယ်လို့ကျွန်တော်မသိခဲ့ဘူးဆိုရင်ကျွန်တော်ဘက်ကလည်းမေးမယ်။မေးတဲ့အခါမှာအကိညီကိုတွေသိခဲ့တယ်လို့ဝင်ဝိုင်းဝန်းပြီးတော့ဖြေပေးကြပါတော့။အဲတချို့အခု YouTube မှာမှတ်နေကြတဲ့ညီကိုတွေရှိလို့ဆရာဆရာတို့ပြီးမှတ်နေတာတွေထက်စာရယ်ကျွန်တော်နေတဲ့အားလုံးကိုလည်းပဲကျွန်တော်ကိုကျွန်တော်ဆရာလို့တတ်မှတ်တာမျိုးမဟုတ်ဘဲနဲ့ညီရင်းကိုလိုပဲကျွန်တော်တွားခြင်းနဲ့ community တစ်ခုအနေနဲ့ပဲတွားခြင်းနဲ့ပေါ့နော်။ဒါလေးကိုကျွန်တော် အကြီးကပြောခြင်းတာပါ။ အာဆိုတော့ကျွန်တော်တို့အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင် YouTube မှာတင်တဲ့ဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့အထောက်အကူရကြတဲ့ဆိုတော့ညီကိုတွေအားလုံးအတွက်လည်းကျွန်တော်ဝမ်းသာပါတယ်အဲ့ဒီလိုမျိုးအထောက်အကူရအောင်လဲကျွန်တော်ရည်ရွယ်ပြီးတော့ကျွန်တော်မျှဝေပေးတာပါပညာရှင်တွေအတွက်မဟုတ်ပဲပညာသင်တွေအတွက်မျှဝေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကလေးတွေကိုတင်တယ်လို့ Face ဝိုက်ဖို့မှာရေးပြီးတော့တင်ပေးနေတာဖြစ်ပါတယ်ဒါသလို့ရှင်နေတချို့ညီကိုတွေတီးကြပါပေါ့နော်ဒုတိယတစ်ခုကကျွန်တော်တင်နန်းနေနဲ့ပတ်သက်ပြီးတော့မေးတဲ့ညီကိုတွေလည်းကျွန်တော်မှာတင်နန်းမရှိပါဘူးတင်နန်းထားမထားပါဘူးအခါချင်းငွေယူပြီးကျွန်တော်မတင်ပါဘူးမတင်ရတဲ့အကြောင်းရင်းတွေကျွန်တော်ကိုကျွန်တော်အတွေးခေါ်ရောအတွေးကြုံရရောလုံလောက်ပြီးလို့မယူဆသေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးနဲ့ပတ်သက်ပြီးတော့တင်နန်းကိုလည်းကျွန်တော်မတင်နေပါဘူးဆိုတော့အကယ်၍တင်နေတဲ့ပတ်သက်ပြီးတင်နေတဲ့ဆိုလို့ရှိရင် online မှာပဲဖြစ်စေကျွန်တော်တို့တခြား in person တန်းနေပဲဖြစ်စေလူကရတက်ရောက်ရတဲ့အတန်းနေပဲဖြစ်စေပေါ့နော်ကျွန်တော်တို့ တင်လို့ရပါတယ်တကယ်လို့ညီကိုတို့အနေနဲ့အဲ့ဒီတင်တဲ့နေဘယ်မှာ join ရမလဲဘာလို့မတိဘူးဆိုလို့ရှိရင်ကျွန်တော်တို့လာမေးလို့ရပါတယ်ကျွန်တော်အဲ့ဒီဆရာတွေနဲ့ direct link လုပ်ပြီးတော့ချိန်ပေးမယ်ပေါ့နော်နောက်ထပ်တစ်ခုပြောမယ်သလိုရှိရင်ကျွန်တော် YouTube မှာက ကျွန်တော်ကားရဲ့နီးပညာဘိုင်းနဲ့ပတ်သက်ပြီးတော့တင်ပေးနေတာဖြစ်ပေမဲ့ Facebook မှာကြတော့ကျွန်တော်ဥရောပကားတွေနဲ့ပတ်သက်တဲ့အဲကျွန်တော်အတူအဆတွေအားလုံးကစပေါ့နော်အဲ့တော့ဘာမှအကုန်တင်ပေးနေတယ်။ဘာကြောင့်တင်ပေးလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဥရောပကားတွေပြင်တဲ့နေရာတော့အတွေ့အကြုံမရှိလို့ဆိုပြီးလက်မခံနိုင်တာဖြစ်တဲ့အတွက်ကြောင့် ျွန်တော်ကိုယ်တိုင်ကလည်းဒီခန်းစားချက်ကြီးခန်းစားဘူးလို့ပြောညီကိုတွေအနေနဲ့အနည်းဆုံးတော့ကျွန်တော်တို့တစ်ခုတည်းနှစ်ခုတည်းကစပြီးတော့တက်နိုင်တယ်လားအတိုင်းတာတွေရနိုင်အောင်ဆိုပြီးတော့ဒီထဲမှာအတူအစတွေကစပြီးတော့ကျွန်တော်တို့10မိနစ်စာ10မိနစ်စာတချို့ဆိုစက္ကန့်ပိုင်းနေရတာကျွန်တော်အကုန်တင်ပေးတယ်ပေါ့နော်ဒါကတင်ပေးဖို့ရတော့ Facebook page ကိုလုတ်လိုက်တယ်ပေးတဲ့စာရင်ဘာကြောင့် group ကိုမလုတ်တဲ့လဲဆိုလို့ရှိရင် group ဒီ ရောဂါတော့ပေါ်တွေရံများလာတဲ့အခါမှာကျွန်တော်တို့ကားပြင်တဲ့အကြောင်းအရာတွေကြီးတီးတန့်လိုချင်တဲ့အခါမှာမရနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းစစ်ထုတ်နိုင်မှုရတာပေကိုလုံလိုက်တာဖြစ်တယ်ဒီပေထဲမှာသလိုရှင်နဲ့ကျွန်တော်မသိရင်လည်းမေးမယ်အကဲညီကိုတို့မသိခဲ့ဘူးသလိုရှင်နဲ့မှန်တယ်မှာမှန်ပြီးတော့မေးပါမေးတဲ့အထဲမှာတီးတဲ့သူကဝင်ရောက်ပြီးတော့ကူညီပါဖြေရှင်းပါဒါလေးကိုတော့ကျွန်တော်ဘက်ကပြန်ပြီးတော့ request လုပ်တာပါကျွန်တော်တယောက်တည်းတီးတက်ဒိုင်ခံဖြေရှင်းပါမယ်လို့ကျွန်တော်ယူဆတာမဟုတ်ဘူးဆိုလိုတာလည်းမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းအဲ့လောက်ကြီးတက်ကြွနေတာမဟုတ်ဘူးပေါ့နော်ဒါလေးကိုတော့ကိုယ်ဝင်လည်းပြောပြပါ အဲတခြားဥရောပကနေလည်းပတ်သက်တဲ့ error တွေပြဿနာတွေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်မှာကောင်းပုံနဲ့အပိုင်းဝိုင်းရှိတယ်ပတ်ဝန်းကျင်ရှိတယ်ဒီလူတွေနဲ့ပတ်သက်တဲ့ပြီးတော့ကျွန်တော်အများကြီး discuss လုပ်ပြီးတယ်အများကြီးဆွေးနွေးပြီးလို့ရှိရင်လည်းပဲသူတို့ဒီကရတဲ့အကြံဉာဏ်တွေကဘာတွေရောအားလုံးကိုလည်းကျွန်တော်ဒီ Facebook page မှာညွှန်ပေးမယ်ပေါ့နော် page ကိုတော့ကျွန်တော်ဒီ video ကိုမှမှာ link ချပေးထားပါမယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီ Q&A session ဆိုပေမဲ့ဒီ video ကတော့ Q&A ဘိုင်းမဟုတ်ဘဲနဲ့ပေါ့နော်တီးတဲ့ကျွန်တော်တချို့အကြောင်းအရာလေးကိုဖိဖို့မှာအာ drive မှုဟာဘာကြောင့်လိုလဲဆိုတာလေးညီကိုတို့ကိုပြောချင်တာပါဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြောက်စကားရဲ့နောက်မှာရှိတဲ့အောက်ဆီဂျင်စင်ဆာရဲ့အကြောင်းကိုကျွန်တော်ညွှန်ပြပါမယ်အဲဆိုတော့အဲ့ဒီဗီဒီယိုမှာပြန်ပြီးတော့တွေ့ရမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတက YouTube channel ပါ